ဂျူနီယာဖြစ်တယ်စီနီယာတက်ကိုအစောကြီးရောက်နေရမယ်အကောင်လုံး ready ဖြစ်နေရမယ်ဆိုတာဟာသိရဒါပေမဲ့လူကြားကြီးတွေမှာအဲ့လိုဟောက်ခံရတာလေ အရင်ပူထူပြီးတော့ရှက်တာရှက်တာအာအာအဲ့တော့မတရားပဲဦးမင်းကိုဟောက်ခံခဲ့ရစိတ်ဆိုးရတော့မဟုတ်ဘူးငါလည်းမလုပ်ပဲနဲ့ဆိုရဟာမျိုးတော့ဝမ်းနေဝါးပါလေခလေးဆိုတော့ဒီလီတွင်ကအပြင်ရုံးလောင်နဲ့တခြားစီပဲပေါ့နော်အဲဒီကားလေးကိုစားရိုက်ဖို့အတွက်ကန်လန်းလာတဲ့ချိန်မှာဦးမင်းကပြောရယ်တမီတမီအပြင်အေးတဲ့ပုံတော့မရဘူးတမီတော့မှပြောင်းမှရမယ်ဆိုတော့အဲ့တော့စပင်လည်းညှက်ပြစ်လိုက်တယ်အဆင်ပြေပါတယ် အမင်းရဲ့အဆူလေးအဆူအဟောက်လေးတွေခံခဲ့ရပါဘာသေးဘူးသူ AC ထိုင်ဆောင်ဒီသွေးပမာဆိုအခုနေအကြရှေးဆိုရလာပြီလာပြီလာပြီဆိုပြေးစလာညို့ဘသူတင်ပေးထားလဲစီညာရေကုန်ရောက်နေပြီနောက်ကြောင်မှရောက်လာဘသူတင်ပေးထားလဲအဲ့တော့ကောလဲငယ်ဆိုရှက်ရှုတမငိုတာပေါ့လေတက်မြိတ်နေမြက်ခွတ်ဖိုင် ကျင်လာတွေကလီလီကနည်းနည်းလေးစိုးရလို့ထင်တယ်မစိုးပါဘူး။ဒါအတော့ပြန် order မဟုတ်လေတန်လေးကျိန်မာသွား။စကလုံးလေးတွေကလည်းရင်ကြီးရအတွေ့ရမှာပါဗန့်နေလာတော့မနိုင်ပြောရရင်တော့ဒီလီတွင်ကအပြင်ရုံးလောင်းနဲ့တခြားစီပဲပေါ့နော်အဲဒီကားလေးကိုစားရိုက်ဖို့အတွက်ကန်လန်းလာတဲ့ချိန်မှာဥမင်းကပြောရဲတမီတမီအပြင်အေးတဲ့ပုံတော့မရဘူးတမီတော့မှပြောင်းမရမယ်ဆိုတော့အဲ့တော့စပင်းနဲ့ညှက်ပြစ်လိုက်တယ် ုဖြစ်ဒီ social ကြရဲ့ main ကလေးတယောက်ပေါ့နော်အဲ့တော့ဆိုတော့ဒီ fake တောက်တာတွေဒီ pop တောက်တာတွေဆက်လေးတောက်တဲ့ဟာကြီးအာလေ့ကျင့်ခဲ့ရတယ်ကိုကိုရိုင်းကအပြင်မှာဆက်လေးတို့အဲ fake တွေမတောက်ဘူးဆိုတော့လေညတော်တော်ကြီးခက်ခက်ခဲခဲကျင့်ခဲ့ရတဲ့မှာပါတယ်အဲ့အဲ့ဟာတော့ဟိုကိုကဒီ character တစ်ခုကိုဟိုလက်ခံလိုက်ပြီးကိုကိုအတွက်ဒီဥစ္စာကိုကိုလီလီသွင်းဖြစ်ဖို့ဆိုလို့ရှိရင်အဲ ဒီလိုလေးတောက်ပြီးမှုတ်တဲ့ယုံနောက်နဲ့အဆင်မပြေဘူးပေါ့နော်အဲ့တော့တကယ်တမ်းတောက်နေတဲ့တောက်နေကြလူတယောက်ဒီဒီလိုနေရာကိုသွားနေကြလူတယောက်လို့ဖြစ်အောင်တော့တော်တော်လေးတော့လိုက်ညီယူထားတာပေါ့ဒီကောင်မှာအမတ်တရရအများကြီးပဲပြီးတော့ဟိုကိုကအဲငွေဆုံးလေးဖြစ်နေရအောင်ငွေဆုံးဆိုတော့ဒီအိမ်မှာဟိုအတားကြီးကြားထဲမှာကိုကငွေငွေလေးဖြစ်နေတာဖြစ်တဲ့အတွက်ဟိုအမတ်တရရတော့တော်တော်အများကြီးရှိခဲ့တယ်ပြီးတော့ ဟိုတင်ယူစရာလည်းအများကြီးရခဲ့ပါတော့မသားစရာကြီးနောက်တစ်ခါမဖြစ်အောင်ဘယ်လိုရှောင်ကျင်းရမလဲဆိုရဲဟာကြီးကိုအများကြီးတိတိတိခွင့်ရခဲ့ ခလေးဘွားတွေကရှိရဲ့ပိုင်းတက်มาတွေကစဖွင့်ခဲ့တယ်အဲ့လိုနည်းနည်းအဆိုးလေးပေါ့เนาะအဲဒါမဲ့လီလီကစိတ်ထားကောင်းပါတယ်တရားမှာ80ရာခိုင်နှုန်းလောက်ပေါ့ဆိုတာ80ရာခိုင်နှုန်းပေါ့เนาะ20ရာခိုင်နှုန်းလောက်ကတော့သူကအကြဉဉံကောင်းလေးပြီးဖြစ်တယ်အမင်းနဲ့အမအော်10လောက်ကတော့စိတ်ကောင်းရှိပါတယ်အကြဉဉံကောင်းတော့ဘယ်လိုလဲကျေ အကျဉ်းရင်ကအဲ့လိုအမေနဲ့အမနဲ့ကိုတလဲစီအကျဉ်းလေးပေးဖြစ်တယ်။သူကအဓိကသူပတ်ဆိုင်ရဖို့အတွက်ပဲလေ။အဲ့လိုမြောက်ထိုးပင့်ကော်လေးပေါ့ကောင်မလေးကအဲ့လိုနည်းနည်းလေးတော့တွက်ရတယ်။အာကြည့်လိုက်တော့လေငေဘောတော့ရိုက်တော့ကကြာတော့ခလေးနဲ့ကမစုံခဲ့ဘူးလေ။ပြန်ကြည့်တော့မှဩခလေးလေးကအေးတော့ငါနဲ့သိပ်မကွာဘူး။တော်သေးရဲ့အဲ့လို IT အရင်မကွာနေဘူး။ตุ๋ละตั่วဖြတ်လက်ရဆိုဩငါစွာဤဟုတ်တယ်ဆိုတဲ့စားလေးတူကြရဲ့ဟုတ် ာမီ300ယောက်လဲတူကြရညီမကြီးချစ်နေကြအမေကအရန်လူတော့လေအော်ရရတယ်ဟဲ့ငကိုတော့အကိုင်းမှာဆိုဆက်ဆက်ချင်းလူပညာလောကတဲ့စောင့်ဝင်လာတော့အတန်အရန်တူးလို့လေသမီးအတန်မြင့်ပြောဆိုပြောအငြင်းပြောခံခဲ့ရနောက်ပိုင်းတော့အဲ့လောက်ကြီးကြီးပြောမခံရတော့အတန်တဖြည်းဖြည်းအာကျေတာဂျာအင်တာဗျူးတော့ရှင်ကိုယ်တိုင်ရအရန်စာပြီးထွက်လာအရန်လန့်လို့အင်တာဗျူးပြန်ကြည့်ရင် အဲ့ဒါငနဲ့ညင်းချေပြောပြအကုန်လန့်ပြေးသွားမှာပေါ့မလေးလောက်ပါနဲ့စစချင်းရောအဲအဲ့လိုမျိုးတော့ရှိရဲ့ရှိရဲ့ဆိုမဲ့ဒါပေမဲ့ကိုကဒီထဲမှာအဲ့လိုဘယ်လိုပြောမလဲပြုတ်သူတီးတန့်တကပါဆိုးနေတာပေါ့နော်ပြည့်ရမလားအပြိုင်လူရာမျိုးတို့ယောက်ျားအပြိုင်လူရာမျိုးသာဖြောက်ပြောင်းတာမျိုးအဲ့လိုမဟုတ်သူ့သူတယောက်တည်းဆိုးနေတာထိမ့်နိုင်သိမ့်နိုင်သူ့သူတယောက်တည်းသူ့တကပါဖြစ်နေတာလေးဆိုတော့ အာသူစူးပုံစူးနီလေးကတမျိုးလေးဆိုတော့ဒီကားလေးကမှမမျိုးနဲ့ပထမဆုံးစုံတာဆိုတော့လေပထမတော့အရန်ချိန်မဲ့ချင်တာစီညာရေကောင်းလားဒါမဲ့ တကယ်ရိုက်တဲ့အချိန်မှာကုန်းလက်လက်တွဲခေါ်တယ်တင်ပေးရဲအဟိုဘယ်လိုပြောမလဲတမိဒီနာမှာဆိုရင်ဖလိုလေးကဘယ်လိုဖြစ်သွားရဲအဲဘယ်လိုလေးကဘယ်လိုလေးလုပ်ကိုကောင်းနေဆိုရဲဟာလေးတွေပေါ့ပြီးလို့ရှိရင်အအရင်တုန်းကရေခုခဲ့တဲ့အတွေ့အကြုံလေးအများကြီး sharing လုပ်တဲ့အခါမှာကွက်ပညာကြီးအများကြီးရခဲ့ရရိုက်နေတုန်းကထက်ဟိုဒီ delivery ဒီဟို script ပြီးတင်မှာပို့ပြီးတော့သူဘယ်လိုလုပ်ခြင်းနေဆိုတာပြောထားတာဆိုတာလေအဲ့တော့ကြည့်ကြည့်တော့ဟိုအရင်အဲ့တော့စင်းပေါ်မှာ ်ဟိုလာကြီးကြီးလိုချင်နေဆိုတာမျိုးအဲ့လာကြီးကြီးအရင်မဖြစ်ခဲ့ဘူးအဆင်ပြေပါတယ်မင်းရဲ့အဆူလေးအဆူအဟောက်လေးလည်းခံရအောင်ကျွန်တော်ရောက်ဆိုရင်ကျွန်တော်ချင်းရောအာချစ်ခံရမင်းရတခုကအဲ့တုန်းက စီနီယာရီကောင်တီမှာကျတော့ရုံးကအငယ်ဆုံးပေါ့နော်အငယ်ဆုံးဒီမှာ stylist တွေလည်းအကောင်လုံးပါတယ်အင်ကြီးတွေကသူတို့ဆင်ပေးမှကိုကလည်းဝတ်ပြီးစင်းရဆိုတော့လေအကောင်လုံးကလေးမှာ agile အများကြီးဆိုတော့သူတို့ stylist တွေကအဲအကောင်လုံးကိုကြားများပြီးစင်ရဆိုတော့လေ ကိုကမပြီးသေးဘူးမပါသေးဘူးဆိုရင်အေးဆေးထိုင်ဆောင်ဒီအီးသွေးသွေးမလေးဆိုအကောင်ကြီးအော်ကြာရှေးဆိုရလာပြီလာပြီလာပြီဆိုပြေးစက်လာမြို့ဘယ်သူတင်ပေးထားလဲစီညာကြီးကုံရောက်နေပြီနောက်ကြောင်မှရောက်လာဘယ်သူတင်ပေးထားလဲအဲ့တော့ကိုကလည်းငယ်ဆိုရှက်ရှုတမငိုတာပေါ့လေတက်မြိတ်နဲ့မြက်ခွအဲ့အချိန်မှာကိုကငိုရမယ်စင်းဆိုလည်းနည်းနည်းတော့မူကပူရသွားပါဘောလေအဲ့တော့အမကြိုက်အများကြီးပဲတစ်ခါမဟုတ်နှစ်ခါ ဲ့လိုပဲအဝိစာဟိုဘက်ကန်ရောက်ရဲ့ကိုကဒီဘက်မှာအဝိစာမရှိဘူးအဲ့နဲ့မပါသေးဘူးဆိုပြီးတော့ဖြစ်နေင်းနဲ့ပြီးတဲ့ပြီးတော့ပါပြီလေးဆိုမိုးရီယာရောဟာအသေးအံပြေးတော့ဟာအဲ့တော့လည်းအဲ့လိုပဲနောက်ခါကိုကလေး ကြောက်လန့်ရွယ်လေးစိတ်ကမကောင်းဖြစ်အိုးငါလည်းမလုပ်ဘူးကိုကတမင်တကာအကုန်လုံးရောက်ပြီးမှရောက်မယ်သွားမယ်ဆိုရယ်စိတ်ကြီးမရှိခဲ့ဘူးလေကိုကဂျူနီယာဖြစ်တယ်စီနီယာတက်ကိုအစောကြီးရောက်နေရမယ်အကုန်လုံး ready ဖြစ်နေရမယ်ဆိုရယ်ဟာတည်ရဲ့ဒါပေမဲ့လူကြားကြီးတဲမှာအဲ့လိုအဟောက်ခံရတာလေအရင်ပူထူပြီးတော့ရှက်တာရှက်တာအာအဲ့တော့မမတရားဟဲ့ဦးမင်းဟောက်ခံခဲ့ရ အဲ့တုံးကလာအဲ့တုံးကစိတ်ဆိုးရတော့မဟုတ်ဘူးငါလည်းမလုပ်ပဲနဲ့ဆိုရဟာမျိုးတော့ဝမ်းနေဝါးပါလေခလေးဆိုတော့အဲ့ဒါလေးကြိုပြောခြင်းလဲဆိုတော့နောက်ပိုင်းမှာဒီမူမူလီလီညီမညက်ကတနာစရာလေးပါငယ်ငယ်လေးကတနာဖို့ကောင်းတာသူကအကြီးကသူကဟိုမြစ်တာတဲ့အပြိဝခံယူခြင်းပြီးတော့အဲ့လိုတည်ရမလား ဟိုစင်ဒရယ်လာဆိုတော့စင်ဒရယ်လာမဖြစ်ချင်ဘူးသူရစိတ်ပုံမှန်ညီမတယောက်ဖြစ်ချင်အနိုင်ချင်မခံချင်သူရအနိုင်ချင်ကျင်ကြရဲစိတ်ထားလေးဆိုငယ်ငယ်လေးတွေရာလေးအဲ့ဒါကြောင့်ဟိုနောက်ပိုင်းကျလို့ရှိရင်လည်းဟိုဆက်ပြီးတော့အနိုင်ချင်သွားမှာပါဟုတ်အဲ့တော့ဟိုဟာအရင်လည်းဟိုစိတ်ဆိုးကြပါနဲ့ဒါကာရက်တာရဆာလေးပြင်မလိမ့်ပါပါတယ်ဟုတ်ပါပါ其实就买。